ကဲမင်္ဂလာပါမျိုးတွေဒီကနေ့ကတော့เนาะဒီကနေ့ရောမနေ့ရောပေါ့เนาะမျိုးတို့အတွက်ကိုကျွန်တော်အောင်ပွဲလေးဆင်နေအောင်လုပ်ပေးခဲ့နိုင်ခဲ့တယ်ပေါ့เนาะမနေ့ကလည်းဟိုကျွန်တော်တို့ကိုငါပေါ့เนาะကိုငါမှာအောင်ခဲ့တယ်တင်ကွက်เนาะအခုလည်းဒီမှာကျွန်တော်မနေ့ကကျွန်တော်ပြောခဲ့တယ်ကျွန်တော်တိ6ကိုအကြိုက်ဆုံးမှလို့ကျွန်တော်ပြောခဲ့တယ်ဒုတိယအကြိုက်ကျွန်တော်6 6เนาะကျန်တာလေးတော့အရင်နေနဲ့ကြိုက်တယ်လို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတိ6ဒီအောင်ခဲ့တယ်เนาะနောက်တစ်ခါထိတ်ကလည်းကျွန်တော်တို့ ဟိုဟာ166ဆိုတာအမြန်မှာ166တွေပဲเนาะဒီမှာကျွန်တော်166တွေရှိလို့မနေ့ကကျွန်တော်ပြောခဲ့တယ်တမျိုးပဲပြမယ်เนาะလို့ဒီမှာအားထားတယ်เนาะလို့တော့ကျွန်တော်ပြောခဲ့เนาะအဲ့တော့68ဆိုတာလည်းဟုတ်တယ်အဲ့တော့ဒီမှာ6ထိတ်တကီးနဲ့ကျွန်တော်တို့အောင်ခဲ့သလို break ကလည်း break ဆွဲရလူတွေလည်းအောင်မယ် ကျွန်တော်ဒီကနေ့မထိုးပဲပရိဆွဲလူလည်းအောင်မယ်ထိတ်ဆွဲလူလည်းအောင်မယ်နော်ဒီကနေ့ကတော့အကုန်အောင်ကြပါတယ်နော်ဒါမှမဟုတ်လေဖုန်းလာဆက်တဲ့လူဆက်ပြီးတော့အောင်ပါတယ်အောင်ပါတယ်ပြောတဲ့လူတွေတော်တော်များပါတယ်ဒါပေမဲ့မုံဘိုးပေးတဲ့လူကတော့နှစ်ယောက်တည်းရှိပါတယ်ကဲဘာပဲပြောဘာပေးတာမပေးတာဒါသာကိုလူတွေအောင်လို့ဆိုကျွန်တော်ဝင်တာပါတယ်ဗျနော်ကဲအောက်ပြီးအဲ့တော့ကျွန်တော်20လေးစလိုက်ကြအောင်ဗျာကဲ20လေးစမယ်ဆိုကျွန်တော်ဘယ်ကစမယ်လဲဆို6.6ကစမယ်ဗျနော်6 6 ခွန်ရှိခွန်တုံညနရက63ညခွန်နှစ်63ညခွန်နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့အတွက်မဲ့ဆိုရင်ဒီ3ညရဲ့ဒီခွန်ရဲ့ပေါင်းပါမယ်ဒီ3ညနဲ့ဒီခွန်နဲ့ပေါင်းတဲ့အခါမှာကျွန်တော်တို့ခွန်ရပါတယ်ခွန်ရဲ့ပါဝါ2 2ရဲ့နှစ်ခက်က4ခွန်နှစ်4ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့နော် ဒီ20တွေရာဆိုရင်လည်းတကယ်ဟိုမာတဲ့20တွေပါဒါပေမဲ့မာပင်မဲ့လည်းဟိုဆက်လင်းငါးမှာတစ်ချိန်ပြက်ဖူးတယ်ပေါ့နော်ပြက်တာမျိုးရှိတယ်ဒီပင်မာလည်းပြက်ထားတာရှိပါတစ်ချိန်ရှိတယ်နော်ဒါပေမဲ့အဲ့တော့ကျွန်တော်တို့အဲ့မှာဘာကြီးထွက်သွားတဲ့လဲဆိုရဲခါကျတော့9ငါးတဲ့မအောင်ပါဘူးဗျာနောက်တစ်ခါ4ငါးတဲ့4ငါးမှာတော့ကျွန်တော်တို့၄တုံးထိပြီးတော့အောင်ခဲ့ပါတယ်အမျိုးတို့တချို့ဆိုရင်ကျွန်တော်ဒီကီးကိုပဲအားထားပြီးကစားရတွေအများကြီးရှိရနော် ကြည့်ကြတော့မှာပါတယ်အမျိုးလိုလည်းကြည့်ပါတယ်အများနဲ့ကြည့်နေလူတွေကတော့နော်အဲ့မှာနောက်တစ်ခုက3669669599 5ဆိုပြီးကျွန်တော်မျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ရယ်ဒီ6ရယ်ပေါ့3ပါတဲ့ နော်3ရက်ပါဝါက8 8ရက်နှစ်ခါက1 3 8ဆိုတဲ့ဂီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်လဲဆိုတဲ့အခါကျတော့3 4တဲ့နော်3 4မှာ3တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်3ည2တဲ့3ည2မှာတော့ကျွန်တော်တို့မအောင်ပါအောင်ပြနော်ဒီနောက်ပြီးတော့တွက်ပါမယ်၄၅၉နှစ်၄၅၉နှစ် င်း5 3 2 8 4 2 6 4 2 6လေး6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မဲ့ဆိုရင်ဒီ6ကဒီ6ရဲ့ပေါင်း2ပါတဲ့2ရဲ့ပါဝါခွန်းခွန်းနဲ့ခက်က3ည2ခွန်း3ညဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတော့အခါကျတော့3 9တဲ့မအောင်ပါဘူးဗျာခွန်း3နဲ့ခွန်း3မှာတော့ခွန်းတစ်လုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးလို့ ကဲနောက်တစ်ပြန်တော့တွက်ပါမယ်ရှေးရှေးကိုတုံးတတကိုချောက်ငါးငါးခွန်ကိုဆိုဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ6ရက်ဒီခွန်ရပေါင်းတော့3ပါတဲ့3ရပါဝါ6ရှင်းနဲ့ခက်ခက်တက်381ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ဟမ်

9688ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကို ကျွန်တော်တွက်မဲ့ဆိုရင်6ကဲ8ကဲပေါင်း4ပါတဲ့4ရဲ့ပါဝါက9 9ရဲ့နှစ်ခတ်က6 4 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့14တဲ့14မှာ14လေးတုံးထိပ်ပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ခွန်ခွန်နဲ့ခွန်ခွန်မှာတော့မအောင်ပါဘူးဗျနော်ကဲနောက်တစ်ပြင်ကိုတွက်ပါမယ် နေရှိတိချာခွန်တိတိချာခွန်တိတိချာကိုကို၅၆ကိုကို၅၆ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ6ရဲ့ဒီ9ရဲ့ပေါင်း1ပါတဲ့1ရဲ့ပါဝါ6 6ရဲ့နှစ်ခါက9 169ဆိုတော့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့မအောင်ပါဘူးဗျာ ကိုကိုတဲ့ကိုကိုမှာတော့ကျွန်တော်တို့ကိုတလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့အဲ့ဒီလိုကျွန်တော်တို့မာမာထန်ထန်နဲ့ဇက်တက်ဇက်တက်အောင်ခဲ့တဲ့နီးဟာနောက်အပြင်မှာတော့ကျွန်တော်တို့ပြတ်ပါတယ်ဗျာနော်6248 6248ကျွန်တော်ကတော့ပြည့်ရင်ပြတ်တယ်ပဲပြတ်တာလေးကိုကွက်ပြီးတော့နှုတ်ပြီးတော့ကောင်းတာကြီးပဲမပြအောင်နော်မကြိုက်ရှင်းလည်းမယူနဲ့ဒီသဘောမျိုးပေါ့ဟုတ်လား9839 35 35 26 65 နေချာဒီလိုကျွန်တော်ပြတ်ထားတာပဲထည့်ပြမှာဩဒီလိုမျိုးအကျဉ်းအများကြီးမှန်လာပြီမှာဒီလိုပြတ်တတ်ပါလားငါတို့ပြတ်သွားပြီမလဲဆက်ကစားမယ်ဆိုတော့ဟိုစိတ်ကလေးဖြစ်တာပေါ့နော်ကျွန်တော်တို့ကကောင်းကွက်ကြီးပဲပြတဲ့ခါကျတော့ရှေ့မှာလည်းမသိဘူးနောက်မှာလည်းမသိအောင်ဖြစ်မှာဆိုလို့နော်အဲ့တော့ဒီ9ရဲ့တဲ့ဒီနှစ်ကပေါင်းတော့ခွန်မှာတဲ့ခွန်ရဲ့ပါဝါ2 2ရဲ့နှစ်ခက်က4ခွန်2 4ဆိုရင်ကီး3လုံးဒီဘေးမှာထွက်ရမယ်တဲ့ဒါပေမဲ့အဲ့ဒီနေမှာတော့ကျွန်တော်တို့အပူတွေကြီးပဲထွက်ချပါတယ်ဟိုအပေါ်မှာအပူတွေကြီးပဲရှစ်ရှစ်ကိုကိုဆိုပြီးထွက်တော့တော့ကျွန်တော်တို့ကကိုဒီချိန်နဲ့အောင်ခဲ့တယ်ဒါပေမဲ့ဒီချိန်မှာ 3 3 1 1ဆိုပြီးထွက်လိုက်တဲ့အခါကျတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျเนาะပြတ်ပါတယ်အဲအဲ့တော့ကျွန်တော်ဆက်ပြီးတွက်ပါမယ်ပြတ်ပြီးရဆိုမှန်မှန်เนาะ4 6 4 6 4 6တဲ့3 9 6 6 3 9 6 6 3 9 2 5 9 3 9 2 5 9သုံးညာနှင်း59ဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်မယ်ဆိုရင်6 6ရဲ့5ရဲ့ပေါင်းတော့1ပါတဲ့1ရဲ့ပါဝါ6 6ရဲ့နှစ်ခါက9 169ဆိုတဲ့ key သုံးလုံးဒီအပြင်မှာရပါတယ်တဲ့။เนาะအဲ့ဒါကိုကျွန်တော်ကကြည့်လိုက်မယ်ဆိုရင်ဘာကြီးထွက်သွားတယ်လဲဆိုတော့26ဟောအဲ့မှာ6တုံးထိပြီးပြန်အောင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခါ35တဲ့35မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျเนาะ။ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကကြာသပတေးနေ့အတွက်ကို key လေးထုတ်လိုက်ရအောင်ခွန်ခွန်၄ခွန်၉၅၃၂၉၅၃၂ 3936တိ3936တိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီနှစ်ကလေးရဲ့ဒီ6ရဲ့ပေါင်း8ပါတဲ့ရှိရပါဝါ3 3ရဲ့နှစ်ခက်က5 835ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲကောင်းပြီကျွန်တော်ရထုံးကြံအတိုင်းပဲပေါ့နော်ကြီးထိတ်ကလေးနဲ့ကျွန်တော်ချိန်စားကြည့်လိုက်ရအောင်ကြီးထိတ်ကလေးနဲ့ချိန်စားကြည့်မယ်ဆိုရင်ကျွန်တော်ကြီးထိတ်ကြီးထိတ်ကြီးထိတ်ကဆိုရင် 6ဖြစ်ပါတယ်တဲ့เนาะခုနကီယိုယိုက8 3ငါပါတဲ့အဲ့တော့8ကို8ချင်းတူပြီးတော့8ကဘန်းဘိုင်ကစားမလားဒါတော့ကျွန်တော်လည်းအတတ်မပြောနိုင်ပါဘူးသို့သော်ညာလည်းကျွန်တော်တို့8ဒီအားကောင်းနေလို့တော့ယူဆရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘရိတ်လိုင်းဘရိတ်မှာဆိုရင်ကျွန်တော်တို့ဗာရှိတယ်ဆိုရင်4 6 9တဲ့အဲ့မှာ4 6ဒီ main ဘရိတ်ဖြစ်ပါတယ်တဲ့เนาะ main break ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီတော့ရှစ်ရှစ်ကဲအဲ့တော့ကျွန်တော်တို့ကဒီလို key နဲ့ထိနေမကတ်တော့ပဲနဲ့ break နဲ့ကတ်မယ်ဗျရှစ်ကိုကျွန်တော်တို့၄ break ဖြစ်အောင်ရှစ်6ရှစ်ကို6 break ဖြစ်အောင်ရှစ်ရှစ်ရှစ်ကို9 break ဖြစ်အောင်ရှစ်1ရှစ်ကို10 break ဖြစ်အောင်ရှစ်3နောက်ကတစ်ကို၄ break ဖြစ်အောင်တစ်3တစ်ကို6 break ဖြစ်အောင်တစ်5 တစ်ကိုကိုပရိဖြောင်းတစ်ရှိတစ်ကိုတစ်ပရိဖြောင်း30နောက်တစ်ခါ6ကို4ပရိဖြောင်း6ရှိ6ကိုကို4ပရိ6ကို6ပရိဖြောင်း60 6ကိုကိုပရိဖြောင်း63 6ကိုတစ်ပရိဖြောင်း65ဆိုပြီးဒီလိုမျိုးကျွန်တော်တို့အဲ65ဆိုပြီးတော့ဒီလိုမျိုး ရမယ်ပေါ့နော်အဲ့တော့အကောင်ကြီးကျွန်တော်ကဏန်းနေတော့ထုတ်ပြီးပြီးကျွန်တော်တင်ွက်ခလေးစဉ်းစားမယ်တင်ွက်ခလေးစဉ်းစားမယ်ဆိုတဲ့အခါမှာကျွန်တော်က၄၆ပရိန်နဲ့ညီတဲ့ကောင်တွေကိုပဲကျွန်တော်တို့ဥသားပေးကစားမှာဖြစ်တဲ့အတွက်၈၆၈၈၃၁၁၃တင်၅နောက်တစ်ခါ၁၃တင်၅၆၈60 60ပါဘူးခင်ဗျအဲဒီမှာ60ကဒီမှာပါပြီးသားเนาะဒါပေမဲ့ပြပြောပြတာဟာလားအဲ60อืม ထောင်းတော့ကိုပရိတ်နေဆိုင်အဲ့တော့ကျွန်တော်တို့က6ရက်ကနှစ်ပင်ထိုင်နေတော့6ရက်ရှိချောက်ကျော်တော့ကြဟောဖြစ်မှာဆိုလို့ကျွန်တော်ထည့်ရေးပြရနော်တကယ်တကယ်တော့ကျွန်တော်တို့အပြန်လှမ်းတော့ကိုပါအပြန်လှမ်းလို့ပေါ့ဗျာเนาะကျွန်တော်တို့ရတဲ့ကဏ္ဍက86ကဲ88ကဲနောက်က13ရဲ့15ရဲ့เนาะဒါပဲဒီ၄ွက်เนาะအဲ့ဒီ၄ွက်ထဲမှာကျွန်တော်တို့ကဘာဟောအဲ60ရဲ့เนาะ ဒီ၄ခွက်ထဲမှာ60ရဲ့ဆိုပြီးဒီလိုမျိုး၅ခွက်ပေါ့နော်အဲ့လို၅ခွက်၅ခွက်ရတဲ့ထဲမှာကျွန်တော်တို့ဘာကိုယူအဓိကယူမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ပါဝါလို့ထွက်ပြီးသွားရင်2 4 6ဆိုတဲ့ break ကအဲ့3ရက်အတွင်းမှာထွက်တတ်ပါလေဆိုအဲ့တော့6ဆိုတဲ့ break ကအားလက်တာအကောင်းနေနော်၄၆ဆိုပြိကအားလက်တာအကောင့်နဲ့ထို့အတူပဲကျွန်တော်တို့ကမနေ့ပိုင်း၃ညထွက်ထားရင်တစ်၃ည 9ခွန်8ဆိုတဲ့အခွေရတဲ့၃ရက်အတွင်းမှာထွက်နိုင်ပါတယ်တဲ့။နော်အဲ့တော့ကျွန်တော်ဟိုဒီအခွေရလဲကြာသေးတောက်ကြတင်းလာပါတော့နော်ဒီ၃ရက်အတွင်းမှာထွက်နိုင်နေဆိုတဲ့အခါကျတော့ဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကတင်9ဒီတင်9ဒီအားကောင်းဆုံးဖြစ်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်နော်။အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးဒီကနေ့ပြပါဆိုရင်တင်9ဖြစ်ပါတယ်။ဇန်နဝါရီကဒုတိယရံပြီးတော့ ဟိုအကုန်ထိုးမယ်ဆိုလဲထိုးပေါ့နော်မထိုးဘူးဆိုလဲဟိုကျန်တာလေးတော့ဒုတိယအနေနဲ့ရန်ကစားပါနောက်တော့ကကျွန်တော်တို့ဒီအခွေနဲ့ကိုက်ညီတာဆိုရင်ဥပမာပေါ့နော်တစ်ရှိဒိုလိုဟာမျိုးတွေနော်တဆယ်လိုဟာမျိုးတွေအဲနော်အဲ့ဒါလေးတွေရောကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော်ကျန်တာလေးတော့ကျွန်တော်မမြင်ခဲ့ရတဲ့ကိုပေါ့ကြည့်လိုက်ပေါ့နော်အဲနောက် ဲ့လိုနေထည့်ပေးထိုးမယ်ဆိုရင်လည်းထိုးလို့ရတယ်ပေါ့နော်ဒါကျွန်တော်ကတော့အကြံပေးခြင်းဖြစ်တယ်အကြံပြုခြင်းဖြစ်တယ်အမျိုးတို့စိတ်ထဲမှာကြိုက်နှစ်သက်သလိုဆုံးဖြတ်ပြီးတော့ကစားနိုင်နေပေါ့နော်ဒါမှကျွန်တော်ပေးတာကိုမကြိုက်ဘူးငါတို့ကတော့ငါတို့ဖက်ငါတို့ကြီးပဲယူကစားမယ်ထိတ်ပဲယူကစားမယ်ပြိတ်ပဲယူကစားမယ်ဆိုလည်းမိမိရဲ့သဘောပဲဖြစ်ပါတယ်နော်ကဲကျွန်တော်ကတော့ဒီကနေ့၂ရက်စတိုင်တောင်းအောင်လုပ်ပေးနိုင်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဂျင်းနဲ့ပျော်ရှင်ပါတယ်အမျိုးတို့အတွက်ကိုကျွန်တော်ဟိုပါဖြစ်ပါတယ်နော်ကျွန်တော်ဘာလို့ဒီမှာပတ်စံယူပြီးတော့ပေးတာမဟုတ်တော့ညာလဲကျွန်တော်ကအဲ့လို ကိုလူတွေအောင်နေပေါက်တယ်ဆိုတာကြားလို့ရှိရင်ကျွန်တော်အနေနဲ့ PT ဖြစ်ဝမ်းမြောက်မိပါတယ်ဗျာကဲဒီကနေ့တော့ကျွန်တော်ရဲ့ဗီဒီယိုဗိုင်းတွေကတလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံပြီးနေကြသပြီးနေမှာတဲ့တင်းင်းလာအင်ကာဗုဒ္ဓဦးနေများကဲ့သို့အောင်ပွဲတွေရကြပါစေလို့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုဖိုင်တွေကိုဒီမှရင်ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ